ဆိုဖီမြအားလုံးပဲမင်္ဂလာပါရှင်အနည်း channel လေးရာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့အနည်းနဲ့တူတူ feminine energy တွေအကြောင်းပြောရအောင် เนาะဒီနေ့တော့အနေနဲ့နူးနူးညံ့ညံ့လေးမတ်တက်ဆွဲအင်တက်ကလေးတွေနဲ့ချိန်ဆက်ကြမယ်ဆိုတော့ feminine energy လို့ပြောလိုက်တိုင်းမှာဒါဟာမိမဆန်တဲ့မိမသားဆန်တဲ့ energy ဆိုတာအနေနဲ့တည်ကြပါတယ်အနေနဲ့တတိမထားမိတဲ့အချက်တစ်ခုကတော့ဗာလဲဆိုရင် feminine energy က the power house of manifestation လင်းဖြစ်ပါတယ်ကို manifest လုပ်နေတဲ့ energy တွေရဲ့အရင်တည်ရဆွဲအင်အရင်အမြစ်က feminine energy ဖြစ်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးမှာအနေက feminine energy balance ဖြစ်အောင်ဘယ်လိုလုပ်ယူရမလဲဆိုတဲ့အကြောင်း ေကိုဒါမကပဲねဖီမနီအန်နဂျီကိုချိတ်ဆက်ပြီးတော့မှကိုဖြစ်ချင်တဲ့ဆန္ဒရဲ့အားလုံးဖြစ်လာဖို့အတွက် manifestation တွေကိုဘယ်လိုမျိုးကောင်းကောင်းလှုပ်ဆောင်လို့ရလဲဆိုတဲ့အကြောင်းတွေကိုပါဆွေးနွေးတင်ပြပြီးတော့မှဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဦးเนาะအဲ့တော့အညီတို့ဟုတ်ပြီဖီမနီအန်နဂျီအကြောင်းကိုပြောကြမယ်အဲ့တော့ feminine energy ဆိုတာကလေ ်အမျိုးသမီးတွေမှာပဲရှိနေတဲ့စွမ်းရည်ဓာတ်တခုမဟုတ်ဘူးဆိုတာကနေပဲအနည်းစပြီးတော့ဖွင့်ပြောပြချင်ပါတယ်အနေတို့တွေလူတိုင်းလူတိုင်းမှာ masculine နဲ့ feminine ဆိုတဲ့ energy ရှိကြပါတယ်ဒါက gender ကြားမနဲ့မဆိုင်ဘူးပေါ့နော်လူတိုင်းလူတိုင်းမှာ feminine ဓာတ်လည်းရှိတယ်လို့ masculine ဓာတ်လည်းရှိပါတယ်အဲ့ဒီ energy နှစ်ခုကဘိုက်ထဲမှာရှိကြပါတယ်ဒါက chakra တွေနဲ့ပြန်ချိတ်ဆက်ရင်ပေါ့နော်အနေတို့ရဲ့ဘိုက်ထဲမှာပဲအရင်ဥဆုံးလာတာကဘာလဲဆိုတော့ feminine energy ကလာတယ် sacred point အနေနဲ့လာတယ်အဲ့ရနေအပေါ်ဆက်တက်လာတဲ့အခါမှာ mas masculine energy ကိုရောက်တယ် solar point ကဆက်ပြီးတော့လာတယ်အဲ့တော့အနေတို့က warm healing လောက်ကြတယ်ဆိုတာကြားဘူးလိမ့်မယ် warm body ကိုကုစားတယ်အဲ့ဒီ warm healing ကုစားလိုက်ပြီဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ feminine နဲ့ကိုယ့်ရဲ့ masculine sacred နဲ့ solar ကို balance ဖြစ်အောင်လုပ်လိုက်တာပဲယောက်ျားလေးပဲဖြစ်ဖြစ် main ကလေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့ energy တစ်ခုလုံးက balance ဖြစ်ပြီးတော့တဟဆတာဖြစ်နေတယ်ဆိုရင်သူကသူ့ရဲ့ဘဝမှာအကျိုးရှိတာတွေအများကြီးကိုဖန်တီးလှုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်တဟဆတာဖြစ်ပြီးတော့ energy ညီများနေတဲ့လူတစ်ယောက်ကလောကကြီးမှာအကောင်းဆုံးသောအရာ ာတွေကိုဖန်တီးနိုင်စွမ်းရှိတယ်မဟုတ်လားဟုတ်ပြီဒါပေမဲ့ပြဿနာကဘာတော့ဖြစ်နေလဲဆိုတဲ့အခါကျတော့လောကကြီးကလောကကြီးဆိုတာတော့ပဝင်းကျင်ပေါ့ society ကအမျိုးလူတိုင်းကို masculine energy ကိုသာအသာပေးထားပြီးတော့ feminine energy ရဲ့အရေးပါမှုကိုတော့မျက်ကွယ်ပြုထားလေးရှိကြတယ် society ရဲ့သဘောတရားကိုကအမြင့်ဆုံးတက်ရမယ်ကိုယ့်ကိုယ်ကိုကာကွယ်ရမယ်ကိုယ့်နေရာကိုရအောင်ယူရမယ်အောင်မြင်ရမယ်ဒါတွေဒါတွေလှုပ်ယူရမယ်ဆိုတဲ့အရာတွေအကုန်လုံးက masculine energy ကို highlight လုပ်ပေးထားတာပေါ့ဆိုတော့လူ တွေက masculine energy နဲ့ဒါမနေနေဘူးဆိုလို့ရှိရယ် society မှာအောက်ဆုံးမှာရပ်သွားလိမ့်မယ် society ရဲ့ hierarchy မှာကိုကလုံးဝလုံးနိုင်စမ်းမရှိတဲ့လူတယောက်အဖြစ်လုံးဝ loser အရှုံးတမတယောက်အဖြစ်ကြံနေခဲ့မှာဆိုတော့ယောက်ျားလေးပဲဖြစ်ဖြစ် main ကလေးပဲဖြစ်ဖြစ်အဲ့ society မှာဖွင့်ထားတဲ့ hierarchy ကြီးအရာပေါ့နော်ကိုရဲ့ထိတ်ဆုံးကိုရအောင်တက်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ masculine energy နဲ့ပဲအနေတော့ shit ကိုဆက်သွားနေရတယ်လုံးဝမယ်ကာရမယ်သွားရမယ်လာရမယ် action တွေယူရမယ်ငါဘောကငါတိစားရမယ်ပတ်သက်တိရှာရမယ်အလုပ်တွေလုပ်ရမယ်ဆိုတော့ always hustling ပေါ့နော်အနေနဲ့တခုမဟုတ်တခုမှစူးစမ်းနေရအရင်လှုပ်ရှူနေကြရတယ်ဆိုတော့ society ကဘာကိုတင်ပေးတော့လဲဆိုတော့မင်းက masculine energy ဒါမတုံးနိုင်ဘူးဆိုလို့ရှင်မင်းအောက်ဆုံးရောက်သွားမှာပဲ feminine energy ရဲ့ဘာလဲမပြောနဲ့အဲ့ဒီအရာတွေကအသုံးမဝင်ဘူး masculine နဲ့ပတ်သက်ရှာရှာမရှာလို့ရှင်မင်း loser ဖြစ်မှာပဲအလုပ်ရရမရရင်မင်းကအလုပ်လက်မဲ့ဖြစ်နေမှာပဲမင်းပတ်သက်ရှာ မင်းဘဝအတွက်ကြိုးစားရင်ကြိုးစားမကြိုးစားရင်စားစရာရှိမှာမဟုတ်ဘူးဆိုပြီးတော့တင်ထားလိုက်ကြတော့အနေနဲ့တော့အဲ့စနစ်ကြီးတွေကိုရောက်နေကြရောဒါရီကအမျိုးသားတွေကတော့သူတို့ရဲ့ gender ကိုက masculine ကိုထောက်ပံ့နေပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ကြီးမသိတာဘူးဆိုရင်တော့အနေတို့ရဲ့ main ခလေးတွေ feminine တွေကြတော့ရိုက်ခတ်မှုအရင်ပြင်းထန်တယ်ရိုက်ခတ်မှုအရင်ပြင်းထန်တော့အမျိုးသမီးတွေကဘာတွေဖြစ်လာကြလဲဒီလားသူတို့ရဲ့တကယ် power ကို loss ဖြစ်လာပြီးတော့အမျိုးသမီးတွေဒီတိမ်ငယ်စိတ်တွေကိုကိုကိုအာမရစိတ်တွေအပြစ်တင်တဲ့စိတ်တွေအပြစ်အတွင်းထဲမှာပိတ်လောင်ထားခြင်းကိုခံနေရတယ်

အမျိုးသားတွေမှာလည်းမခံစားရအောင်မဟုတ်ဘူးเนาะခံစားရတာပေါ့ masculine ကဘာဖြစ်လဲဆို toxic masculinity ဖြစ်လာတယ်အခုမျိုးတို့ပါဝင်ချက်မှာရှိနေတဲ့အမျိုးသားတွေအမျိုးသမီးတွေအပေါ်ကိုထိခိုက်နာကျင်အောင်လုပ်တာမျိုးတွေလူမှုရေးဖောက်ပြန်လာတာမျိုးတွေဒါမှမဟုတ်လို့ရှိရင်အတကြီးတာတကူကောင်းဆန်တတ်တာမျိုးတွေတချို့ကျတော့လေပျော်ညံ့လွန်ပြီးတော့မှဆင်ခြေတွေပေးရ narcissistic ဖြစ်နေတာမျိုးတွေကသူတို့က toxic masculinity တွေကိုအတွင်းခံထားလိုက်ရတာဒါကသူတို့ရဲ့အမှားမဟုတ်ဘူးဒါပေမဲ့သူတို့ကိုသူတို့တော့တာဝန်ယူရမှာပေါ့နော်အဲ့တော့အနည်းရောအမျိုးသမီးဖြစ် တဲ့အတွက်ကြောင့် feminine နေကိုပဲဦးတည်ပြီးပြောချင်တယ်အဲ့တော့ feminine နေအနေနဲ့ဆိုလို့ရှင်လည်းအနေအပါဝင်အနေရဲ့ဒီအနီနာမိတ်ဆွေတငယ်ချင်းတွေထဲမှာဆိုရင်အမျိုးသမီးယောဂဖြစ်တဲ့လူတွေအများများတယ်တအိနဲ့ပတ်သက်တဲ့နေရာမှာ ဖြစ်လေတာအမျိုးသမီးယောဂဖြစ်နေတာဆိုတာကိုခံစားရတဲ့သူတွေရှိတယ်နောက် ရှိတယ်တချို့ကြတော့လည်းဘာဖြစ်လဲဆိုတော့လူမှုရေးအရာအရင်ခံစားနေရတာရှိတယ်ဥပမာအိမ်နောက်တဲ့အမျိုးသမီးတွေဆိုလို့ရှိရင်အမျိုးသားကမချစ်ခင်မကျင်နာတာအမျိုးသားနဲ့ပတ်သက်ပြီးတော့သူတို့မှာအားရမှုမရှိတာသူဒီမဟုတ်အမျိုးသားကဖောက်ပြန်တာကိုခံတော့ရတဲ့အမျိုးသမီးတွေလည်းအများကြီးရှိတယ်ဆိုတော့အမျိုးသမီးတွေကသူတို့ရဲ့ true power ကို loss ဖြစ်လာတာတဲ့အများသူတို့မတော်တဲ့ဖက်နက်ကိုဇွတ်စီးနေရတယ်လို့ခံစားချက်တွေအနေတို့မှာအပြည့်ဖြစ်ကြတယ်နော်မတော်တဲ့ဖက်နက်ကိုဇွတ်စီးပြီးသွားနေဘာဖြစ်မလဲကိုကချော်လဲမှာပေါ့ချော်လဲတော့လေ society ကချော်လဲတာကသူ့ဟာသူချော်လဲတာ ပြတ်ထားဖို့လိုရဲဆိုအတင်းချက်ကို push လုပ်နေပြန်ရောအဲ့တော့အမျိုးသမီးတွေတို့ရဲ့ power ကို loss ဖြစ်လာတာနဲ့အများပါဖြစ်လဲဆိုနောင်လာမယ့် generation တွေမှာ trauma တွေတပွေးတပိုက်ခြင်းနဲ့တားသမီးတွေကိုဒါမွေးထုတ်ပေးနေပါလိမ့်မယ် အနေနဲ့အမျိုးသမီးတွေဆိုတာကကိုချင်ရတဲ့ပတ်တနာနဲ့ပေါင်းဆက်ပြီးတော့အသက်တစ်ခုကိုဖန်တီးပေးရတဲ့သူတွေပါဆိုတော့ကိုယ့်ရဲ့ one name မှာလွှဲထားပြီးတော့မွေးလိုက်တဲ့တားသမီးမှာကိုယ့်ရဲ့ DNA တွေကိုယ့်ရဲ့ energy ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာတွေကပို့ပြီးတော့ပါလာမှာပဲเนาะအဲ့တော့အမျိုးသမီးတွေက heal မဖြစ်ဘူးဆိုရင်ကဘာကြီးကဘယ်တော့မှ heal ဖြစ်မှာမဟုတ်ဘူးအနေနဲ့ကအသက်ကိုဖန်တီးပေးနေကြတဲ့ portal ကိုပိုင်ဆိုင်ထားကြတာเนาะအဲ့တော့အဲ့ဒီကနေထွက်လာမယ့်ကလေးကကိုကိုကို healing မလုပ်ပဲကိုယ့်ရဲ့အမျိုးသမီးရဲ့တကယ်စစ်မှန်တဲ့ feminine power loss ဖြစ်နေ တဲ့မိခင်နေစီကနေပြီးတော့မွေးဖွားလာခဲ့တယ်ဆိုရင်သူ့မှာရောဘာပါဝါရီပါလာနိုင်ခဲ့မှာလေအကောလုံး block ဖြစ်ပြီးတော့ပါလာတော့မှာပေါ့เนาะအကောလုံး block ဖြစ်နေမှာသူ့ရဲ့ energy တွေသူ့ရဲ့ဉာဏ်ရည်တွေသူ့ရဲ့လုံနိုင်စွမ်းတွေလူသားတယောက်အဖြစ်သူ့ဘာ mission တွေလုပ်ဖို့လာတာလဲဆိုတာတွေကမိနေခဲ့တော့ပါဒါကြောင့်မလို့အဲ့ဒီအရန်စိုက်တဲ့အဆိုတစ်ခုရှိတယ်အမျိုးသမီးတွေက heal ဖြစ်သွားလို့ရှိရတယ်။ကဘာကြီးကလည်း heal ဖြစ်သွားလိမ့်မယ်တဲ့နော်။အဲ့တော့အမျိုးသမီးတွေအနေနဲ့ကသူတို့ရဲ့စစ်မှန်တဲ့ the true feminine power နဲ့ပြန်ပြီးတော့ချိတ်ဆက်ဖို့အတွက်အရေးကြီးပါတယ်လိုအပ်ပါတယ်အနေရိုးတွေကဘာကြီးအတွက်လှုပ်ပေးနိုင်တဲ့အရာတွေမှာလည်းအဲ့ဒီအရာပါဝင်ပါတယ်နောက်တစ်ခုကကျတော့အမျိုးသမီးတွေ heal ဖြစ်ရင်အမျိုးသားတွေကလည်းအလိုလိုလိုက်ပြီးတော့ heal ဖြစ်လာပါတယ်အဲ့ဒါကလည်းယုံတန်စကားအနေနဲ့ပြောလိုက်တာမဟုတ်ပါဘူးအနေရိုးရဲ့ feminine နေက spiritual world မှာဆိုရင်ကိုယ့်ဘေးမှာရှိနေတဲ့ partner တွေအမျိုးသားတွေပေါ့လွှမ်းမိုးနိုင်စွမ်းရှိပါတယ်အမျိုးသားတွေဆိုတာကတကယ်လက်တွေ့ဘဝမှာအမျိုးသမီးတွေကိုကာကွယ်ပေးရတာဖြစ်ပြီးတော့အမျိုးသမီးတွေကအမျိုးသားတွေကို spiritual wall မှာကာကွယ်ပေးရတာဖြစ်ပါတယ်အဲ့တော့အင်တိန်မှာအမျိုးသမီးတယောက်ကလုံးဝ block ဖြစ်တယ် energy မကောင်းဘူးဆိုလို့ရှိရင်အဲ့ဒီအိမ်ကလည်း energy ဘယ်တော့မှကောင်းမှာမဟုတ်ဘူးအဲ့ဒီအိမ်သားဦးစီးအမျိုးသားကဘလောက်ပဲပတ်စံရှာတော်တဲ့အမျိုးသားဖြစ်နေပါစေဒီအိမ်ဟာ nutrient မှုတွေဘယ်တော့မှရမှာမဟုတ်ဘူးစစ်မှန်တဲ့အေးချမ်းမှုတွေဘလို့မှရနိုင်မှာမဟုတ်ဘူးဒါကအနေတို့ဒီ chinese back up ပေါ့နော်ဖုန်းရွှေပညာအရာဆိုလို့ရှိရင်လည်းအဲအညီတို့တင်ပေးတဲ့ဆရာကြီးတွေကငွေကြေးတဲ့ပတ်သက်ပြီးပြောကြတာရှိတယ်။အဲအမျိုးသားတွေ ပတ်ဆက်ချမ်းသာခြင်းရေအဲရဇနီးမယားတွေကိုစိတ်ချမ်းသာအောင်ထားရတယ်။အဲရဇနီးမယားတွေကိုတောက်ပြောင်းနေအောင်ရွှေငွေစင်ထားရတယ်။အဲ့ဒါဆိုရင်အမျိုးတော်ရဲ့လုပ်ငန်းတွေကပိုပြီးအောင်မြင်လာလိမ့်မယ်ဆိုတာမျိုးလေးပြောတယ်။တချို့တွေကြားဘူးကြားရသူတွေရှိလိမ့်မယ်။အဲ့ဒါတွေကဒီတိုင်းရုံတန်းစကားတွေကိုပြောနေတာမဟုတ်ဘူး။အညီတို့ energy တွေရဲ့အလုပ်လုပ်ပုံကိုပြောနေတာပဲ။အဲ့တော့ feminine energy ကအိမ်တအိမ်ရဲ့အသက်တွေးကြောပဲ။အိမ်တအိမ်မှာရှိနေတဲ့အမျိုးသမီးတွေရဲ့ energy ဟာဒီအိမ်ရဲ့ဘယ်လို energy ဖြစ်မှာလဲဆိုတာကိုပုံဖော်ပေးပါတယ်။အိမ်တအိမ်မှာအမျိုးသမီးတွေကအမြဲငြင်း ညူနေတဲ့အပြစ်တွေတင်နေတဲ့ block တွေဖြစ်နေတဲ့ကျမ်းမာရေးတွေမကောင်းစိတ်တွေမကောင်းဘူးဆိုလို့ရှိရင် initiation မှာပြောခဲ့တယ်လို့ပဲဒီအိမ်ကလည်းဘလို့မှအကျိုးစီးပွားတိုးတက်လာနိုင်မှာမဟုတ်ဘူးအဲ့တော့အမျိုးတို့ကကိုတောင်ဝင်ကိုယူပြီးကုစားရမယ်နော်အမျိုးသမီးရဲ့စိတ်ကတော့ငါကကောက်နေတယ်လေဘေးကလူတွေကငါ့ကိုကောက်ကောက်မှမဆက်ဆံတာငါစိတ်ကဒီလိုဖြစ်မှာပေါ့မဟုတ်ဘူးအမျိုးတို့ကိုယ်တိုင်ကကိုယ့်ရဲ့တကယ် true power ကိုပျောက်ဆုံးလာတဲ့အတွေ့အကြုံမို့လို့ဘေးကလူတွေအပေါ်မှာမတိမတာမှီခုံနေမိတာဘေးကလူတွေအပေါ်မှာမတိမတာ attach ဖြစ်နေမိတာနော်ကိုယ့်ရဲ့ လျောက်ကြအမျိုးသားပေါ်မှာမိဘပေါ်မှာတားသမီးပေါ်မှာညီကိုမောင်နှမဆွေမျိုးတိုင်းဝိုင်းနေပေါ်မှာငါ့ကိုနှိပ်စက်နေကြတယ်ငါ့ဆီကပဲယူကျင်နေကြတယ်ငါ့ကိုနားမလည်ပေးကြဘူးဆိုတဲ့အရာတွေကတကယ်တော့သူတို့နဲ့မဆိုင်ဘူးကိုရဲ့ true power ကွာ loss ဖြစ်လာတဲ့အတွက်ကြောင့်မလို့ကိုကိုကိုအတွက်မရက်တည်ပေးနိုင်တော့ဘူးကိုရဲ့လုံနိုင်စွမ်းတွေကိုကိုမမြင်တဲ့အတွက်ကြောင့်ဘေးကလူတွေအပေါ်မှာပဲကြည့်ပြီးတော့ကိုရဲ့တန်ဖိုးကိုသွားဖြတ်နေမိအဲ့တော့အနေအားဒီနေ့ရဲ့ video လေးမှာ အနေရရဲ့ feminine တွေကိုပြောပြရစေကိုယ့်ရဲ့စစ်မှန်တဲ့ power ကိုကိုယ်ကိုယ်တိုင်ရတာပြန်ယူနိုင်မှာဖြစ်ပါတယ်ကို့အမျိုးသားကို့ကိုယ်ကို use site ဖြစ်စေမ site ဖြစ်စေမိဘတွေကိုယ်နားလေတိဖြစ်စေမနားလေတိဖြစ်စေတာသမီးဆွေမျိုးတွေကို့ကိုမှ ုက္ခပေးသည်ဖြစ်စေမပေးသည်ဖြစ်စေအနည်းတို့လောက်အောင်မှာဗာလဲဆိုကိုယ့်ရဲ့စစ်မှန်တဲ့ power ကိုပြန်ရဖို့ပဲစစ်မှန်တဲ့ feminine power ကိုပြန်ထိတွေ့လာနိုင်ပြီဆိုရင်အနည်းတို့ဒီကိုကိုကိုအတွက်အပြည့်အဝဆိုရက်တည်ပေးလာနိုင်ပြီကိုကိုကိုအတွက်ရက်တည်ပေးနိုင်တဲ့အမျိုးသမီးတယောက်ဟာပဝင်းချင်ကိုလည်းပြောင်းလဲနိုင်တဲ့အစွမ်းတတိခွန်အားတွေသူ့မှာအလိုလိုရရှိလာစေပါတယ်အဲ့ဒီနေ့ရဲ့ video လေးကိုပထမဆုံးတစ်ချိန်နားထောင်လိုက်ရုံနဲ့ကိုယ်စိတ်ထဲမှာသဘောမပေါက်နေသေးဘူးဆိုရင်အချိန်ချင်းခါခါပြန်ပြီးတော့နားထောင်ကြည့်ပါခါလီကျရဲ့အနည်းတို့ရဲ့ feminine energy ကအရန်ကို disconnect ဖြစ်နေ ေတဲ့အတွက်ကြောင့်မလို့ကို့အတွက်ကောင်းတဲ့အရာတွေကိုအမျိုးချက်ချင်းလိုက်ငင်ချင်းလက်မခံနိုင်တာမျိုးလည်းရှိတယ်။နားမလေတာလက်မခံနိုင်တာမျိုးပေါ့နော်။အတွင်းလေးက resist တွေလုပ်နေတယ်မဟုတ်ဘူးငါဒါတွေကို တိတယ်နားလေတယ်နေလို့မရတာငါရောက်နေတဲ့အခြေအနေကဘလို့မှ feminine energy ကိုနေလို့မရတာငါရောက်နေတဲ့အခြေအနေကဘလို့မှစိတ်အေးလက်အေးကိုကိုကိုကုစားခွင့်မရတာဆိုတဲ့ resist တွေဖြစ်နေမှာပဲဒါပေမဲ့အတေတို့ဒါတကယ်ကိုစစ်မှန်စွာကိုကိုကို healing လုပ်ခြင်းစိတ်ရှိနေတယ်ဆိုရင်ပါဝင်ခြင်းကလည်းအလိုလိုကိုယ်အတွက်လိုက်ပြီးတော့ကြောင်းနေလာပြီးမှာပါတကယ်တော့အနေတို့ကကိုယ့်ရဲ့ချစ်သူရှိမှနေနိုင်မယ်လို့ထင်တယ်ကိုယ့်ရဲ့သားသမီးရှိမှနေနိုင်မယ်လို့ထင်နေပေမဲ့တကယ်တော့မဟုတ်ဘူးကိုယ့်ရဲ့စစ်မှန်တဲ့ power ကိုပြန်ရလို့ရှိရင်အနေတို့ဒီသူတို့ပေါ်မှာ မိခိုမနေတော့ depend ဖြစ်မနေတော့ attach ဖြစ်မနေတော့သူတို့ကိုကွာပြန်ပြီးတော့ nurturing လုပ်ပေးလာနိုင်တယ်เนาะ nurturing လုပ်ပေးလာနိုင်တာကိုယ့်ရဲ့အိမ်ကိုအကျိုးစီးပွားတိုးတက်စေချင်သလားကိုယ့်ရဲ့အိမ်ကို negative energy နဲ့ block ဖြစ်စေနေသလားဆိုတာအိမ်တိုင်းရဲ့အမျိုးသမီးတွေကိုယ်တိုင်ရပဲဆုံးဖြတ်ပါအဲ့တော့ okay ဟုတ်ပြီအနေနဲ့ကိုယ့်ရဲ့ power ကိုပြန်ခေါ်ကြမယ်ဆိုရင် feminine power နဲ့ဘယ်လိုပြန်ပြီး connect လုပ်ရမလဲ အရင်ဥဆုံးတော့ feminine energy နဲ့ connect လုပ်ဖို့အတွက်လိုအပ်တာက slow down လုပ်လိုက်ဖို့ပဲ slow down အရှိန် short လိုက်တာအရှိန် short လိုက်တယ်ဆိုတော့တနေ့တာလုံနေတဲ့အလုပ်တွေကိုအကုန်လုံးပြစ်ချခိုင်းလိုက်တာမဟုတ်ဘူးเนาะ အချိန်ယူပြီးပို့လို့ဖို့ပြောတာလက်ချက်ခိုင်းလိုက်တာမဟုတ်ဘူးเนาะအရန် rush ဖြစ်သွားလဲမနေဘူးပြောတာပါအဲ့ဒီဆိုရင်အနေရဲ့အမေဖြစ်သူရောအနေကိုရာရောเนาะကိုကိုကိုတတိထားမိလားဗာလဲဆိုတခုခုဆိုအရန်စိတ်လောတယ်တခုဆိုအရန်စိတ်တွေလောအရန်ကြီးပြာရခတ်တယ်တခုဆိုမြင်မြန်လုံးမြင်မြန်လုံးဆိုတာကြီးဖြစ်နေတယ်အဲ့ဒီအရာတွေကကိုယ့်ရဲ့ feminine energy ကို sub block ဖြစ်လိုက်စေတဲ့အရာတွေပဲเนาะအဲ့တော့မနဲ့မိုးလင်းပြီဆိုပြီးအဲ့ရာနိုးတာတဲ့ဟာငါနောက်ကျပြီဆိုဝုံဆိုထလိုက်ရောတနေ့တာအလုပ်တွေမပြီးသေးဘူးဟာငါလုပ်ပေးရမှာရှိသေးတယ်ဟာသားသမီးတွေအတွက်တမင်းမှုထည့်ရအောင်မယ်ဟာယောက်ျားအတွက်တမင်းမှုပြင်ပေးရအောင်မယ်ဟေးမိဘတွေကိုပြည့်စုံအောင်မယ်ဆိုအုံးဆိုထပြီးပြီးပြီးညနေတည်းညနေမြန်မြန်မြန်တိကိုကိုကိုလက်လက်လပပလည်းပြင်ချင်ဘာမှမရှိဘူးအောက်ဆီဟင်းချက်တမင်းချက်ဟာပြီးသွားအောင်တနေ့တာလို့ဟိုကလုပ်တီးရလုပ်နေเนาะအဲ့တော့အလုပ်တွေကတော့လုပ်နေရမှာပဲဘယ်လိုပုံစံနဲ့လုပ်မှာလဲဆိုတာကိုကိုဆုံးဖြတ်ပါငါလုံးဝဟေးလိမ့်လို့တော့မဟေးဆို အညီရတော်ရီတောင်းနေတဲ့ကိုလည်းထားသွားလို့မရဘူးလေအဲ့တော့နေ့စဉ်ဘဝမှာပဲတတိလေးတွေရာလေးစပြီးပြောင်းလဲရမယ်မိုးနေမီဆိုလို့ရှိရင်တသာလေးထအညီရပရနာယာမဆီယာမဆွေဘလို့တင်မေးလဲဆိုမိုးလေးမီဆိုတာနဲ့အေးရထဲမှာအသက်ရှူလေးခြင်းက10မိနစ်လောက်ပြီးမှထပါတဲ့နော်အေးရထဲမှာကိုကနိုးလိုက်ပြီးဆိုတာနဲ့အသက်ရှူလေးခြင်းကအရင်လောက်တယ်တရားမှတ်ခြင်းလည်းမှတ်ပေါ့ စံမြစ်ပြည့်ပြီဆိုတော့မှဖြစ်ဖြစ်ချင်းထအိမ်မှာသွားလေးတိုင်မျက်နာတစ်အင်ဂျီလေးကိုညာဝိအင်ဂျီကိုမှဒါလဲလဲပြီးွားရင်ကိုကိုကိုလှလှပပပြင်ဆင်လို့ရှင်းနေပါလေလိတ်စပေးနေပါလေဖီအဲ့လိုမျိုးလေးတနေ့တာကိုစတင်ကြည့်ပါအဲ့လိုကိုကအချိန်မရှိဘူးဆိုရင်နည်းနည်းစောထားကြည့်လိုက်ပေါ့နော် healing လုပ်ဖို့အတွက်အဲ့လိုတော့ ပြီးရကျိုးနှက်ပါတယ်အဲ့တော့ကိုကအလောက်က9နာရီတော့ရမယ်10နာရီလောက်မှထားပြီးပြင်နေဘလို့မှမီမာမဟုတ်ဘူးအဲ့တော့ကိုကဟင်းချက်ရတဲ့လူဘာညာဆို9နာရီလောက်ထားရင်တော့မမီဘူးအဲ့တော့ညာဘက်ကိုနည်းနည်းဆော့ဆော့လေးအိပ်ပြီးတော့6နာရီလောက်ထားကြည့်လိုက်ဆောင်ရလောက်ထားပြီးကိုအတွက်ကိုအချိန်ပေးကိုအတွက်ကိုပြင်းပြင်းစစ်စစ်လေးနေလှလှပပနေကိုအတွက်ကိုအချိန်ပေးပြီးမှတခြားလူတွေကိုအချိန်ပေးလိုက်ပါအဲ့ဒါဟာအနီရော feminine energy ကို healing လုပ်တဲ့ပထမဆုံးနည်းလေးတစ်ခု ဒုတိယနေရာဘာလဲဆိုတဲ့အခါကျတော့အနေတို့ပြပြစစ်စစ်နေခြင်းအရှိမလဲပြောခဲ့တဲ့အချိန်မှာပါသွားပြီ အမျိုးသမီးတွေရဲ့အဓိကပါဝါကဘာလဲဒီလား beauty အလှအပပါအလှအပဆိုတာမျက်နာကမွေးကလေးကချောနေတာလှနေတာကိုပြောတာမဟုတ်ဘူးကိုကိုကိုလှတယ်လို့ခက်စားရအောင်ပြင်ဆင်တာပေမျိုးသမီးမဆုံကသူ့ရဲ့ကိုစီပင်ကိုအလှရှိပြီးတာပြီးတော့အနေတို့မှာလည်းဟိုကိုကိုကိုဘလိုလေးပြင်ဆင်လိုက်လှတယ်လို့ခံစားရတဲ့အခိုက်တန်လေးတွေလည်းရှိတာပဲအဲ့တော့လူတိုင်းလူတိုင်းမှာအဲ့လိုမျိုးအော်ငါဒီလိုလေးနေလိုက်ရင်လှတယ်လို့ခံစားရတယ်ဆိုရင်ဘာဖြစ်လို့အဲ့လိုလေးမနေလဲတော့အချိန်မရှိလို့ဆိုပြီးတော့ပြောမှာပဲဒါမဲ့အနေကတော့ အလှပပပြပြဆက်ဆက်နေပါအလှပကအမျိုးသမီးတွေရဲ့ feminine power ဖြစ်တယ်ဒီ impress ကမှာတော့မှာပဲ beauty လို့ပါပြီးသားเนาะ tarot မှာဆိုရင်အလှပဟာ အမျိုးသမီးတွေရဲ့စွမ်းအင်တစ်ခုဖြစ်တယ်။အဲ့တော့ကိုကိုကိုပြပြစစစနေပါ။ကိုက makeup တွေ full on လုပ်ဆရာမလိုနေဘူး။ Okay makeup လေးရတာကြိုက်တဲ့သူဆိုတော့ lame ပေါ့။တချို့ကျတော့လည်း makeup တွေလိမ်ရတာမကြိုက်ဘူးဆိုရင်နောက်ထပ်တစ်မျိုးကပါလဲဆိုအနံ့လေးမှွေအောင်နေနော်။ lotion လေးတွေလိမ်ထားတာ scrub လေးတွေလုပ်တာရေမွေးလေးတွေစွတ်တာအနံ့လေးမှွေးနေခေါင်းလျှော်ရည်လေးတွေမှာအနံ့မွေးတာလေးသုံးတာစပင်လိမ်တဲ့စီလေးတွေမှာမွေးတာလေးလိမ်တာအဲ့လိုမျိုးလေးတွေစပြီးတော့ပြပြစစစလေးနေကြည့်ပါ။ဟောပြပြစစစနေခြင်းမှာအဲ့ဒီက grooming လို့ခေါ်တာ ါပေါ့နော် self grooming ပေါ့ self grooming ကောင်းပါစေ။မလက်သေးလေးတွေခြေသေးလေးတွေလလပပလေးနေတကွေတန်ရှင်ရေးကိုပဲယူဆိုင်တာမျိုးလေးတွေရာလေကိုယ့်ရဲ့ feminine power ကိုဖွင့်ပေးတာပဲ။အသက်ကြီးသွားလို့လှလပပမနေရတော့ဘူးဆိုတာပါမရှိတာเนาะကိုကဘလို့အသက်ရွယ်ပဲဖြစ်ပါစေကိုကကိုလှလပပနေလိုက်ခြင်းကလောကကြီးကိုက present လုပ်ပေးလိုက်တာကိုရဲ့ကောင်းတဲ့ positive energy လေးကို present လုပ်ပေးလိုက်တာပဲလေနော်နောက်တစ်ခုအနေရရဲ့ feminine energy ကိုချိတ်ဆက်ဖို့အတွက်ကကြတော့ဝါသနာရှိခြင်းပါเนาะအမျိုးသမီးတွေမှာလေကိုယ်ပိုင်ဝါသနာဆိုတာရှိတယ်လေ creative ဖြစ်တဲ့ဝါသနာလေးတစ်ခုခုပေါ့အဲ့ဒါလေးကဥပမာရုပ်ရှင်ကြည့်တာဆိုလည်းရတာပဲဒါပေမဲ့ရုပ်ရှင်ကြည့်ရဆိုလည်းဒီတိုင်းအချိန်ဖြုန်းပြီး series တွေထိုက်ကြည့်လိုက်တာမဟုတ်ဘဲတဲ့ဥပမာတချို့ဆိုလို့ရှိရင်ရုပ်ရှင်မှာဆိုရင် dialogue တွေကိုလိုက်ကြည့်ရလို့ရှိတယ်ဒါမှမဟုတ်လို့ရှိရင် မင်းနာမင်းသမီးရဲ့တရုတ်ဆောင်ပုံကိုကြည်တာရှိတယ်။တချို့ဆိုလို့ရှိရင် fashion တွေကိုကြည်တာရှိတယ်။ရုပ်ရှင်ကြည့်ခြင်းဟာလည်းတကယ်တော့အကျိုးရှိအောင်နေလို့ရတယ်။ series တွေတခုပြီးတခုကြည်တာမဟုတ်ဘဲနဲ့အော်ဒီယိုရှင်ကတော့ဒီလိုတင်ကန်းစာတွေတင်ပေးတာ။ဒီယိုရှင်ကတော့ဒီလို dialogue တွေပြောတာ။သူတို့ရဲ့ဘာသာစကားတွေကို light တင်လိုက်တာ။သူတို့ရဲ့ fashion တွေကိုယူလိုက်တာမျိုးတွေကရုပ်ရှင်ကြီးအကျိုးရှိသွားစေတဲ့ဝါသနာတစ်ခုပဲလေနော်။အဲ့တော့အနည်းတော့မှဝါသနာဆိုတာလည်းရှိပါစေ။ creative ဖြစ်တဲ့ဝါသနာ။အနည်းဆိုလို့ရှိရင် ် spell jar တွေလောက်ကြိုက်တယ်အဲ့တော့အဲ့ဒါအနည်းကဝါသနာ channel ရေးရတာကြိုက်တယ် sticker ရေးကတ်ရတာကြိုက်တယ်အဲ့တော့ကို့မှာဝါသနာတစ်ခုခုရှိပါစေအဲ့တော့ကို့ရဲ့သားသမီးတွေကို့ရဲ့အမျိုးသားတွေကိုကမဟိုအချိန်မပေးနိုင်ဘူးဆိုတာခါရီမှာတော့မှပဲကိုက lonely ဖြစ်မနေဘူးလေကိုဝါသနာလေးနဲ့ကိုကိုကပျော်ရွှင်နေတယ်ကိုကကိုတယောက်တည်းကုမ္ပဏီလုပ်ပေးတတ်နေတယ်ကိုကတယောက်တည်းရှိရဲ့အချိန်လေးတွေကို enjoy ဖြစ်စေတယ်အဲ့တော့အဲ့ဒါလေအနီတို့ရဲ့ feminine power ကိုတက်လာစေပါတယ်နောက်ဆုံးတစ်ခုကတော့ ခွင့်လွတ်ပေးလိုက်ခြင်းပါပဲခွင့်လွတ်ပေးလိုက်တယ်ခွင့်လွတ်ပေးတဲ့ဆိုတာထက်အနေကပော့ပါတဲ့နှလုံးသားလေးရှိတယ်လို့ပဲပို့ပြီးတော့အတိတ်ပဲဖွင့်စင်နေပေါ့နော် တချို့ဆိုရင်အရန် sensitive ဖြစ်တဲ့တွေရှိတယ်တခုပြောလိုက်လို့ရှိရတယ်ငါ့ကိုတမင်တတလာစော်ကားတာငါ့ကိုတမင်တတလာပြီးတော့မှထိခိုက်တာဆိုပြီးတော့ trick ကအရန်ဖြစ်တယ်အဲ့လိုလူတွေကအတွင်းထဲမှာတိမ်ငယ်စိတ်တွေအရန်များတယ်အဲ့ဒါကြောင့်မလို့တရားရောက်ကပြောလိုက်တိုင်းမှာငါ့ကိုပြောနေပြီဆိုပြီးတော့သူကဖြစ်ပြီးတော့မှကိုကိုကို victim နေရာမှာတထားလိုက်တာအဲ့တော့ တယောက်ယောက်ရဲ့ action တွေကိုတိတိစိတ်ထဲမှာမထားနဲ့သူတို့ကဟုတ်ခေကိုယ်ရွဲနေရတယ်ဖြစ်ကောင်းဖြစ်မှာပေါ့နော်ဒါပေမဲ့အဲ့ဒါယူကိုယ်ကစိတ်ထဲမှာတိတ်ပြီးတော့ခံစားမနေဘူးထားမနေဘူးနှလုံးသားကိုပေါ့ပေါ့ပပပဲထားလိုက်တယ်ရံဖြစ်လိုက်တယ်အမျိုးသားနဲ့ကိုယ်တည်းရံဖြစ်လိုက်တယ်ဆိုလို့ရှိရင်လည်းတော်တော်များအမျိုးသမီးကစိတ်ထဲမှာကြောက်ခဲလို့ပဲအဲ့ဒါကြီးကြံနေခဲ့တာလေနော်အဲ့ဒါကပဲကြာလာပြဿနာဖြစ်လာတာဥမာမျိုးသားတွေဆိုရအခုအနေနဲ့ပြဿနာဖြစ်တယ်နော်သူတို့ကခဏနေအဲ့ဒါမေ့သွားစိတ်ထဲမှာမရှိတော့ဘူးအဲ့ဒါသူတို့ရဲ့ပင်ကိုဗီဇကွာအဲ့လိုပဲအမျိုးသမီးကြီးကျတော့ ငါအဲ့တော့အဲ့လိုလေးပြောလိုက်တာငါအဲ့တော့ပြောခံလိုက်ငါရှင်ထဲမှာအရန်မပေးတော့ဘူးเนาะနှစ်ချီလာချီပြီးတော့စိတ်ထဲမှာရှိနေတာအဲ့တော့ပို့ပပထားလိုက်ပါအခုရဖြစ်တယ်ကြောင်းမတိုက်ဆိုင်ဘူးငါအဲ့လိုရဖြစ်လိုက်လို့ဒီလိုနဲ့ကိုနေရလဲကွဲရွားပါလဲမဟုတ်ဘူးလေเนาะစစ်မှန်တယ်လို့ဆိုကိုအတွက်ရှိနေမှာဟုတ်ငါရဖြစ်တယ်နောက်နေ့ကျပြန်ချစ်လို့ရတာပဲเนาะနောက်နေ့ကျပို့ပပစိတ်ထဲမှာမနေ့ကဖြစ်တဲ့ကိစ္စကိုမေ့ထားပေးလိုက်ပါတာသမီးဆိုလဲအဲ့လိုပဲမိပါရီဆိုလဲအဲ့လိုပဲကိုပြောရလိုက်ပြောနေတယ်မိပါရီဆိုလို့ရှိရင်စိတ်ထဲမှာအော်သူတို့ငါ့ကိုကောင်းစေချင်လို့ပဲအညိုတေးတိတ် ထားနဲ့အော်ဘာပဲရှင်ထဲမှာထားလိုက်တယ်သူတို့ပြောတာတော့ပြောပလိစေစိတ်ချမ်းသာရင်ပြီးတာပဲငါလည်းငါစိတ်ချမ်းသာတာငါလုပ်မယ်ပေါ့အဲ့ဒါကလည်းအနေတို့အတွက် feminine energy ကိုဒိုးလာစေပါတယ်ဆိုတော့တိခုပေးခဲ့တဲ့ tips တွေကအရေးခက်ခဲနေရတော့မဟုတ်နေဘူးเนาะဒါပေမဲ့အနေတို့ကလှုပ်ဖို့အတွက်မိနေခဲ့ကြတာတိရဲ့သားနဲ့မလှုပ်ဖြစ်ခဲ့ကြတဲ့လူကြီးအများကြီးရှိတယ်အဲ့တော့ဒီအချက်ကလေးလေးချက်ကိုနေ့စဉ်ဘဝမှာစပြီးတော့စဉ်းစားကြည့်လိုက်ပါတေချာပေါ့ကိုယ့်ရဲ့ feminine energy ဒိုးတက်လာတာလေးကိုတွေ့ရပါလိမ့် အဲ့တော့အနည်းရှိမှပြောခဲ့လို့ feminine energy က the power house of manifestation လို့ပြောခဲ့ပါတယ်။ manifest တွေလုပ်တဲ့အခါမှာအရေးကြီးဆုံး power house ကကိုယ့်ရဲ့ feminine energy ကလာတယ်။ဘာဖြစ်လို့လဲဆိုတော့အနည်းတော့ဒီ chakra energy တစ်ခုကိုပဲရှင်းကြည့်ရအောင်။ secret ပြီးမှဆိုလာလာတယ်။ feminine နဲ့ပုံဖော်ပြီးမှ masculine မှာ action ယူလို့ရတယ်။ feminine မှာပုံဖော်ခြင်းမရှိနေဘူး၊ခံစားခြင်းမရှိနေပဲနဲ့ masculine မှာ action သွားယူလိုက်တယ်ဆိုရှင်အဲ့ဒီအရာအနေတို့အတွက် align ဖြစ်လားမဖြစ်လားကိုမသိတော့ဘူး။အခုဆိုရင်အနေတို့က masculine နဲ့တော့ action တွေအများကြီးယူနေကြတာပဲเนาะဒါပေမဲ့အဲ့ဒီယူလိုက်တဲ့ action တွေကကိုယ့်အတွက်ကောင်းသွားစေတာလားကိုယ့်ပို့ပြီးဝင်ပြီးသွားစေတာလားကိုယ့်ပို့ပြီးတာဝန်တွေများသွားစေတာလားကိုယ့်ပြန်ဆွဲချသွားမှာလားဆိုတာကိုမသိဘူးလောက်ရမယ်ဆိုရဲ စိတ်တစ်ခုနဲ့ပဲလှုပ်လာကြတာအဲ့တော့ action တွေကိုလည်းအရင်မြင်မြင်မရှိပါနဲ့အရင်ဆုံး secret မှာခံစားကြည့်ငါဒါလေးကိုဖြစ်ချင်တယ်ဒါလေးကိုလှုပ်ချင်တယ်ဒါပေမဲ့အဲ့ဟာလေးကိုလှုပ်လို့ရှိရင်ငါပျော်မှာလားငါစိတ်ဆင်းရဲမှာလားနော်ဘေးပတ်ဝန်းကျင်ကိုမစင်စားသေးဘူးနော်ကိုယ့်ဟာကိုယ်အရင်စင်စားတာဥပမာပတ်စံအနေနဲ့တလောက်တိန်းတရာဝင်ငွေလိုချင်တယ်နော် ဥမာအနည်း simple manifestation mindset လေးတစ်ခုပြောပြမယ်။အနည်းတော့ပတ်ဆက်ကိုတလောက်သိန်းတရာဝင်ကျင်နေထားအခုလက်ရှိကိုက3သိန်းပဲဝင်နေပေါ့။သိန်းတရာလိုချင်တယ်လိုချင်တယ်သိန်းတရာရအောင်လုပ်ရမယ်လုပ်ရမယ်ဆိုတော့သိန်းတရာကိုငါတကယ်လိုချင်တာလားစဉ်းစားကြည့်ဟုတ်တယ်လိုချင်တယ်။ဒါပေမဲ့ငါအဲ့သိန်းတရာဆိုတဲ့အကြောင်းကိုတွေးကြည့်လိုက်ပျော်လားမပျော်ဘူးစိတ်တွေအရင်ဖြစ်စီတယ်။ငါကိုပတ်ဆက်3သိန်းနဲ့အဲ့လောက်သိန်းတရာလောက်ကြီးလဲရနိုင်မယ်လို့လည်းမထင်ဘူးဆိုရင် အဲ့မှာအန်ယူရော alignment စပြီးပြတ်သွားတယ်။အဲ့မှာအန်ယူရဲ့ manifestation တွေကမပြေဝတော့တာပဲ။ပြေဝသွားတဲ့ဆိုရင်တော့မှပဲအန်ယူပို့ပြီးတော့ဖိစီးစေတဲ့စိတ်တော့ကရောက်စေတဲ့ပုံစံမျိုးတွေနဲ့ပြေလာတတ်တယ်။အဲ့တော့ okay တိန်းတရားကြီးကတော့ငါမပြော၁၀သိန်းဆိုရင်ရော၁၀သိန်းဆိုရင်တော့ငါရနိုင်တယ်။၁၀သိန်းဆိုရင်တော့ငါ try နိုင်တယ်။၁၀သိန်းဆိုရင်တော့ငါစိတ်ထဲမှာ တန်ရှင်ကြီးတခုလိုမဖြစ်ဖဲနဲ့တတောင်းတတားလေးပို့ဖြစ်ပါလားဆိုလို့ရှိရင်အဲ့ဒီအရာကိုအရင် manifest လုပ်လိုက်ပါအဲ့ဒီအရာကိုအရင် action ယူလိုက်ပါအဲ့ဒါဆိုရင်ပို့ပြီးတော့မှလည်း abundance energy ကိုဖြန့်ပေးလိုက်ရရောက်သွားစေတယ်တချို့ကျတော့ masculine မှာအရင်လိုချင်တဲ့ center တော့ feminine မှာကျတော့ကိုယ်အဲ့ဒီကြောက်တွေးရုံနဲ့စိတ်ဆေးရနေတာငါလိုချင်တယ်ငါရနိုင်တယ်လိုချင်တယ်ရနိုင်တယ်လို့ဒါပြောနေတာတကယ်တမ်းကျကိုယ်ကအတွင်းထဲမှာစိတ်တွေဆင်းရဲနေတော့ ရပါမလားမသိဘူးအရန်ယူကြီးနေတာငါလိုချင်တဲ့အရာကြီးကဖြစ်ပါမလားမသိဘူးငါခုငါမယုံဘူးစိတ်ညစ်လိုက်တာဆိုဖြစ်နေရင်အဲ့ဒါကမန်နီဖက်ဆိုရတာကြီးอ่ะဟိုလောက်ရကျနှက်ပါအောင်မလားနော်အဲ့ဒါကြောင့် secret အနေရဲ့ power house ဖြစ်တယ်ဘယ်ရာယူပဲလိုချင်လို့ချင် secret နဲ့ပြန်ချိန်ကြည့်ပါငါ့ကိုတကယ်ပျော်ရွှင်စေလားအဲ့အကြောင်းစဉ်းစားလိုက်ရင်ငါစိတ်ကပျော်သွားလားဒါမှမဟုတ်စိတ်ကပို့ပြီးတော့ဖိစီးသွားလားစိတ်ကပို့ပြီးတော့မှကန့်သက်ထားသလိုဖြစ်သွားလားဆိုတော့အမြဲကြီး ်ပြီးမှ manifest လို့ action ယူပါအဲ့ဒါဆိုရင်ကိုယ့်ရဲ့စန္ဒာတွေကပို့ပြီးတော့ပြေဝသွားစေပါလိမ့်မယ်အဲ့တော့ family energy အကြောင်းကတော့အနေကိုယ်တိုင်ကလည်းเนาะအဲအမျိုး follow လုပ်ဖို့ရဆို family ဆိုတည်လိုက်မယ်အမျိုးသမီးယောဂါတွေဖြစ်ဖို့ရတနှစ်လောက်ကိုလူးလိတ်နေအောင်ခံခဲ့ရဘူးရချစ်ချင်းမြတ်တော်နဲ့ပတ်သက်ပြီးတော့လူမှုရေဖောက်ပြန်မှုတွေလည်းခဏခဏခံခဲ့ရဘူးရ ဒီ feminine energy unbalance ဖြစ်နေခဲ့လို့ဘဝကသောက်ထိုးမမော်ကြီးဖြစ်နေတာကိုယ့်ရဲ့တကယ်စစ်မှန်တဲ့ power ကိုဘလို့မှမတွေ့နေခဲ့ဘူးเนาะအဲ့တော့အနေဒီဒီ feminine energy ကို၃နှစ်လောက် design မမှန်လေ့လာခဲ့အကျင့်သုံးခဲ့ပြောင်းလဲခဲ့တယ်အခုလဲဒါကိုယ့်ရဲ့ journey မဆုံးသေးပါဘူးအလေတော့မရောက်နေသေးဘူးအနည်းလဲဆက်လက်လည်လာနေတော့မယ်ဖြစ်တယ်အဲ့တော့ feminine energy အကြောင်းကပြောမယ်ဆိုရင်ပြောစရာတွေကအများကြီးပဲအဲ့ဒီနေ့ရဲ့ YouTube video လေးမှာတော့အနည်းက information လေးနဲ့ tips တွေတခုဝေမျှပေးခဲ့တယ်ဒီချက်ပို့ပြီးတော့မှကိုကနက်နက်နေနေ feminine energy အကြောင်းကိုလည်လာခြင်းနဲ့ဆိုရှင်တော့ September 30 October 1ရက် October 2ရက်မှာဒီ awaken feminine ဆိုတဲ့ online retreat လေးတခုကိုအနည်းလောက်တွားဖို့အတွက်ရှိပါတယ်အဲ့တော့ဒီ online retreat လေးရာဆိုလို့ရှိရင်တော့တကယ်ကိုပေါ့ เนาะအပြည့်မှာလူကိုယ်တိုင်လာရောက် join ရတဲ့ retreat လို့ပဲခန်းစားရစေဖို့အတွက်အနည်းအများကြီးပြစ်စစ်ထားခဲ့တဲ့ retreat လေးလည်းဖြစ်ပြီးတော့ awaken feminine ဆိုတဲ့အတိုင်းပဲ feminine energy ကိုအဓိက focus ထားပြီးတော့အနည်းတို့လေ့လာကြွားကြမှာ ဖြစ်ပါတယ် retreat လေးဆိုတော့တနေ့ကိုဆုံး session ကနှစ်ချိန်ရှိမှာဖြစ်ပါတယ်အနည်းလေး information အသေးစိတ်ကလေးတွေကိုအနည်းရဲ့ alien page လေးမှာတင်ထားပေးပါတယ်ဆိုတော့ feminine energy အကြောင်းစိတ်ဝင်စားတယ် feminine energy နဲ့ connect လုပ်ဖို့အတွက်ဒီ video ကိုကြည့်နေရတဲ့ calling တစ်ခုကိုခ န်ဆားလိုက်ရတယ်ဆိုရင်တော့အနေနဲ့အတူတူစက်တင်ဘာ30ရက်နေ့ retreat လေးမှာ ဆုံးကြပါမယ်နော်ဒီနေ့ဗီဒီယိုလေးကလည်းအနေရဆိုဖမီများအတွက်အကျိုးရှိခဲ့မယ်လို့အနေအားယုံကြည်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ခဲ့တယ်ဆိုရင်တော့ I accept my feminine energy လို့ comment ထဲမှာရေးခဲ့ပေးပါဦးနော်ကျေးဇူးများကြီးတင်ပါတယ်အနေရနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ဆောင်ကြပါမယ်ရှင်